မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးပြောထားတဲ့ဒီချက်ဒီချက်တွေဒီဒီရွေးကောက်ခွင့်နဲ့လာလာမှမသက်ဆိုင်ဘူးဒါကြောင့်မို့ဒီရွေးကောက်ခွင့်ကမြန်မာကျပ်တဲ့ကိုပြင်ရှင်းနိုင်ဘူးဆိုပြီးပြောထားတဲ့ချက်ပါမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အောက်တိုဘာလ14ရက်မြန်မာရေးရတနေ့တာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကို A Time with Jojo သိန်း YouTube Channel နဲ့ VIP Video ပူးပေါင်းအစီအစဉ်တင်ဆက်နေတာဖြစ်ပါတယ်ကိုကြိုကြိုသိန်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကြိုမောင်ဟိ โอเคกูจอသိရင်ဒီနေ့တော့ကျွန်တော်တို့ဒီမြမရေးရနဲ့ပတ်သက်ပြီးဒီနေ့ဒါလေးထားရမယ်အကြောင်းအရာတွေပေါ့ဒါတွေကိုဒီနေ့ကျွန်တော်တို့ဆွေးနွေးဖို့ရှိပါတယ်ဒီနေ့မှာတော့ဒါ ASEAN နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော့အထူးအလေးပေးပြီးတော့ဆွေးနွေးသွားဖို့လည်းရှိပါတယ်ဆိုတော့ဒါနဲ့ဆက်ဆက်ဆက်လို့ပေါ့လေအရင်ဆုံးပေါ့ကျွန်တော်ဆွေးနွေးစေချင်တာကဒါဒီ SSCM ကအဖွဲ့ဝင်တွေပြည်ဖြစ်တယ်ပေါ့နော် နောက်တစ်ခါဒီမလေးရှားနိုင်ငံသားဝင်ကြီးဟောင်းလည်းဖြစ်တယ်နောက်တစ်ယောက်ကတော့ဒါထိုင်းနိုင်ငံသားဝင်ကြီးဟောင်းလည်းဒါမြန်မာနိုင်ငံဆိုင်ရာဒီကုလသမဂ္ဂကျွမ်းကျင်သူ ဟောင်းပေါ်လေဒီသူတို့သုံးပါတဲ့ကြညာတဲ့စံအောင်ကျွန်တော်တို့ဟိုထွက်လာတာတွေ့ရပါတယ်ဆိုတော့ဒီအဓိကတော့ဒီအာဆီယံနဲ့ပတ်သက်ပြီးတော့တိုက်တွန်းတဲ့စာပေါ်လေထုတ်ပြန်ချက်ပေါ်လေဆိုတော့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ပဲအခြေခံပြီးတော့ကိုကျော်သိန်းစပြီးဆွေးနွေးပြပအောင်ခင်ဗျာဟုတ်ကဲ့ပါကိုကျော်မောင်ကျေးဇူးပါဆိုတော့ဒီအပိုင်းကကျွန်တော်တို့အာဆီယံနဲ့ပတ်သက်တဲ့အာဆီယံကိုဟိုတွန်းတဲ့ထုတ်ပြန်ချက်တွေတောင်းဆိုချက်တွေပဲဆိုကြပါစို့ဒါတွေစစ်တိုက်တွေထွက်လာတယ်ပေါ့နော် အဲအဲ့ဒါကလည်းအကြောင်းကဘာဖြစ်လို့လဲဆိုတော့ဒီဒီလ25 26ပေါ့အဲ့ဒီရက်တွေမှာအာဆီယံနိုင်ငံသားဝင်ကြီးတွေရဲ့စီဝေရှိမယ်ပြီးတဲ့အခါကျရင်အာဆီယံထိပ်သီးအစည်းအဝေးရှိမယ်အဲ့ဒါနဲ့ဆက်ဆက်တဲ့ထိပ်သီးအစည်းအဝေးလို့ရှိမယ်ဆိုတော့ဥမာအမေရိကန်သမ္မတဒေါ်နယ်ထရန့်တော်မှဒီစီဝေတွေကိုလာတက်မလို့လို့ပေါ့နော်ဘာလို့ဆိုတော့သူကအရှိအချာထိပ်သီးအစည်းအဝေးလို့ဘာလို့ဒါဒီဆက်စီဝေတွေရှိတယ်ပေါ့ဗျာအာဆီယံထိပ်သီးအစည်းအဝေးအပြင်ဒီစီဝေတွေလို့ဖို့ရှိဆိုတော့အဲ့ဒီချိန်အဲ့ဒီရက်နဲ့ ချိန်ကိုက်ပြီးတော့ဟလာအာဆီယံကိုတွန်းတဲ့ထုတ်ပြန်ချက်တွေစတိုင်ထွက်နေတာပေါ့ဆိုဒီကနေ့ရဲ့ဆွဲနဲ့ထုတ်တဲ့ထုတ်ပြန်ချက်ကတော့သူကဒီမလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဆိုင်ဖူဒင်အတူလာရဲ့ပြီးတော့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းကစစ်ပီရိုမြာရဲ့ပြီးတော့ဖိလစ်ပိုင်ပြားရေးဝန်ကြီးဟောင်းလည်းဖြစ်တယ်အထက်လွတ်တော်အမတ်ဟောင်းလည်းဖြစ်တယ်လက်ရှိမှာတော့အောက်လွတ်တော်အမတ်ဖြစ်တယ်လိုင်လာလီမာရဲ့ ီတော့ကျွန်တော်တို့မြမအရေးထူးကြံပေးအဖွဲ့ပေါ့နော် SACM ကိုတီထောင်သူတွေဖြစ်ကြတယ်ကုလသမဂ္ဂကျွမ်းကျင်သူဟောင်း၃ဦးပေါ့နော်မာဇူကီဒရုစမန်ရဲ့ဂျန်ဟီလီရဲ့ပြီးတော့ခရစ်စီဒိုတီရဲ့သူတို့တွေ၆ယောက်ပေါင်းပြီးတော့ထုတ်တယ်ထုတ်ပြန်ချက်တောင်းဆိုချက်ဆိုတော့ပြီးခဲ့တဲ့ရက်ကတော့ကျွန်တော်တို့ကဗာတွေ့ခဲ့တယ်လဲဆိုတော့လာမြမအရေးသက်ဆိုင်သူများအစုအဖွဲ့ဆိုပြီးတော့ဒါမလေးရှားမှာအာဆီယံလက်ကြောက်ကထမလေးရှားကကမ္ဘာကထ ပြုတ်ပြီးတော့ဟလာစီဝေးတွေစက်တိုက်လုတ်ခဲ့တာရဲ့ရလက်အနေနဲ့အဲ့မှာတို့ရလက်တွေတောင်းဆိုချက်တွေကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်ကပြောခဲ့တာပေါ့နော်ဒီကနေ့ကတော့ဒီလူ6ယောက်ရဲ့ဒီပုဂ္ဂိုလ်6ယောက်ရဲ့ထုတ်ပြန်ချက်ပေါ့ဆိုအဲ့ဒီမှာထုတ်ပြန်ချက်ကတော့နည်းနည်းရှိတယ်ပေါ့ကျွန်တော်ဒီကချက်တွေပဲထုတ်ပြောပါထုတ်ပြန်ချက်ကောင်းစဉ်ကိုကစိတ်ဝင်စားဖို့ကောင်းတာပါလဲဆိုတော့အင်္ဂလိပ်လိုသူရေးထားတာတော့ ASEAN's last chance ဆိုမြင်ပါတယ်မြန်မာအရေးနဲ့ပတ်သက်ရင် ASEAN ရဲ့ နောက်ဆုံးအခွင့်ရေးလို့ပေါင်းစင်တတ်ထားတယ်။အဲဒီမှာအဓိကတောင်းဆိုချက်ကဘာတွေပါလဲဆိုတော့ဒီ26ရက်နေ့ပေါ့အဓိကကျွန်တော်26ရက်နေ့မှာကျင်းပမယ်ဟလာအာဆီယံထိပ်သီးအစည်းအဝေးမှာဒီအာဆီယံထိပ်သီးအစည်းအဝေးကနေပြီးတော့မြန်မာနိုင်ငံတို့ကိုပြင်နေတဲ့အတူရောရွေးကောက်ပွဲကျွန်တော်တို့ကအများအားဖြင့်ပြောတာအတူရောထောင်ချောက်လိန်စင်ရွေးကောက်ပွဲဒါပေမဲ့ဒီ ထုတ်ပြန်ချက်တဲမှာတော့ဟလာထောင်ချောက်သူလိင်စင်းလို့မပါတော့ဒါလေးကျွန်တော်ကခြံထားလိုက်တာပေါ့ဒီအတူရောင်ဇွေးကောက်ပွဲကိုအာဆီယံထိပ်သီးစည်းဝေးတက်တဲ့ခေါင်းဆောင်တွေကတညီတညွတ်ထဲပယ်ချဖို့လက်မခံဘူးနောက်တစ်ခုကမြမအရေးမဟာဗျူဟာကိုအာဆီယံရဲ့မဟာဗျူဟာလုံးဝအတိတ်ကနေပြီးတော့ပြန်ဆောက်ဖို့သူတို့တောင်းဆိုထားတယ်အဲ့မှာစိတ်ဝင်စားတာစကလုံးလေးပါတယ်ဗျဒီမြမအရေးအာဆီယံရဲ့ဘုံဘောလူညီချက်၅ချက်ပေါ့5 point consensus 5 pc လို့သူကပြောနေကြတာ ဒီ 5PC က dead on arrival တဲ့တိုင်းပါတာပြန်ရင်တော့ရောက်ခဲကဖိတ်ပြီးပေါ့ဗျာပြောရရင်တော့ချလိုက်ကလေးကအသက်မဝင်ဘူးပေါ့ဗျာနော်ဘဲမကိုမရောက်ဘူးပေါ့ထွက်တာထွက်လာတယ်ဒီဥစ္စာကနော်ဘာမှအကောင့်ထဲမဖော်နိုင်ဘူးဘာမှလည်းရလတ်မထွက်ခဲ့ဘူးပေါ့ဗျာဒါကိုသူတို့ပြောထားတာထောက်ပြထားတာစကလုံးလေးကျွန်တော်ကြိုက်ပါအာဆီယံကမြန်မာလူထုပေါ်မှာလုံးဝအောင်မြင်မှုမရှိခဲ့ဘူးပြည့်မြန်မာလူထုပေါ်အာဆီယံကထက်ကထက်ကဆုံးရှုံးနေကြဆုံးနေပေါ့ဗျာအဲ့ဒီမှာသူက ဒီတရင်ကျွတ်လာပြီနေ့တုန်းကဟလာ6မှာတရင်ကျွတ်စီမီပူဇော်ပွဲလုပ်နေတာကိုစစ်တပ်ကပါရာမော်တာသုံးပြီးတော့ဘုံကျဲလို့ဒီဇာတာပြည်သူလူထုတေဆုံးထိခဲ့တဲ့အရာကြတဲ့အခြေအနေတွေကိုသူတို့ထည့်ပြီးတော့ဖော်ပြထားတယ်။အဲဒီမတိုင်ခင်တုန်းကဒီကန်ပြည်နယ်တရက်တပင်ကနော်ကြောင်းဘော်ရာကြောင်းဒီဘော်ရာကြောင်းကိုဘုံကျဲတဲ့ကိစ္စထည့်ပြီးတော့ပြောထားဒီချက်ဒီပါပါအဲ့တော့ဒါကသူတို့ဟလာအဓိက ပြောထားတဲ့အချက်တွေတဲကတချို့တွေပေါ့ဗျာနော်အဲ့ဒီမှာလာနောက်ဆုံးခွင့်အရေးအနေနဲ့လုတ်ပါဆိုပြီးတော့နော်အာဆီယံအနေနဲ့နောက်ဆုံးခွင့်အရေးအနေနဲ့လုတ်ပါဆိုပြီးတော့သူတို့ပြောထားတာနာဘီဝါလို့ပဲဆိုကြဆိုကြပါဆိုဒါတွေသူတို့ချက်ပြထားတာရှိတယ်နံပါတ်1အချက်ကဘာလဲဆိုတော့ရှေ့မှာပြောခဲ့တယ်လို့ပဲလာမြန်မာအွန်လိုင်းတို့ရဲ့အတူယောင်ဈေးကောက်ပွဲကိုစတင်ကြောင်းနော်ဘယ်လိုဒီနေ့မှမပါဝင်မပတ်သက်ကြောင်း ော်ဒီလောကဘွက်ကထလက်ထွက်လာတဲ့ဇလက်ကူလည်းပဲလက်ခံမှာမဟုတ်တဲ့အကြောင်းပြက်ပြက်သားသားရှင်းရှင်းလင်းလင်းဒီထိတ်တိစီဝေကပြောပါတော့တစ်ချက်နောက်တစ်ချက်ကဆင်းစုပေါ်မှာပို့ပြီးတော့အာဆီယံအနေနဲ့ပို့ပြီးတော့တင်းကျပ်ဖို့ဘယ်လိုတင်းကျပ်ရမှာလဲဆိုတော့အခုလက်ရှိကအာဆီယံရဲ့စစ်မြင့်စီဝေပေါ့ဗျာအခုကျင်းပမဲ့ထိတ်တိစီဝေအပါဝင်စစ်မြင့်စီဝေတွေမှာမယောင်လိုက်အပါဝင်စစ်ဖက်ထိတ်တန်းကောင်းဆောင်တွေမတက်ဖို့ဆိုတော့ပိတ်ထားတယ် တော့အခုတောင်းဆိုချက်ကသူကအဲ့လိုမင်းအောင်လည်းပါဝင်စစ်ဘက်ထိတ်တန်းကောင်းဆောင်တွေဆရာနာသိန်းထိတ်တန်းကောင်းဆောင်တွေမတက်တဲ့အပြင်မတက်ဖို့ပိတ်ထားတဲ့အပြင်တော့မင်းအောင်လည်းတို့ရဲ့ဘယ်အဆင့်ကိုမှပေးမတက်နဲ့အဲ့ဒီအဆင့်ကြီးတိုးချက်ပြီးတော့ရေးယူဒါသူတို့တောင်းဆိုထားတယ်နောက်နံပါတ်3ချက်ကဟလာမြမအရေးအတွေ့ရှင်းလင်းနဲ့ရှင်းလင်းနဲ့ပြန်သားတဲ့တိကျတဲ့အဆုံးသက်လမ်းစဉ်ပေါ့ကြာမြမအရေးပွဲပြီးစီမဲ့အဆုံးသက်လမ်းစဉ်ပေါ့ ဒီလမ်းစဉ်နဲ့ပတ်သက်ပြီးတော့ပြောထားတာအရိယာဒီရဲ့ဒီလမ်းစဉ်ဒီဟလာဟလာဒီမိုကရေစီနီးကြတဲ့နော်ရေရှည်ခိုင်မာတဲ့အားလုံးပါဝင်တဲ့လမ်းစဉ်မျိုးအဲ့ဒါကိုဒီ58ကျွန်တော်အာဆီယံထိပ်သီးဆွေးမှာနော်မဟာဗျူဟာအသစ်ချမှတ်ပါဒီလိုမဟာဗျူဟာအသစ်ချမှတ်ဖို့မှာဒါတွေလောက်ပါဆိုပြီးတော့သူတို့ကတခါလေးထည့်ပြောထားသေးတယ်ပရမတ်ချက်ကပါလဲဆိုတော့ဟလာလေကြောင်းကနေပြီးတော့တိုက်ခိုက်တာအပါဝင် တိုက်ခိုက်မှုပါတိုက်ခိုက်မှုတွေအားလုံးကိုရပ်ဖို့နော်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွတ်ပေးဖို့အဲ့မှာပိုးနောက်ထပ်စိတ်ဝင်စားတဲ့အချက်စိတ်ဝင်စားစရာသိကောင်းတဲ့အချက်ကပါလဲဆိုတော့အာဆီယံနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကထောက်ခံနေပြီးတော့ကြီးကြပ်ပြီးတော့အကောင့်ထဲပေါ်တယ်နိုင်ငံလုံးအပြစ်ခတ်ရစေးကြီးနေအဲ့ဒီဟာကိုနိုင်ငံတကာကလိလာသူတွေ စောင့်ချက်ကြည့်ရှုဖို့တန်တမာရေးကြိုးပမ်းမှုတွေကိုအချိန်မြင့်ပြီးတော့လုပ်ပါရတယ်နော်ဒီချက်ကတော့ကျွန်တော်စိတ်ဝင်စားဆုံးချက်လို့ပြောလို့ရပါလဲဆိုတော့ဟလာတနိုင်ငံလုံးပြစ်ခတ်ရဆေးကိုလုပ်အဲ့ဒီနိုင်ငံလုံးပြစ်ခတ်ရဆေးကိုဘယ်လိုအကောင့်တွေပေါ်ရမှာလဲဆိုတော့ဘယ်လိုချမှတ်မလဲဆိုတော့ရှင်းတော်ရှာနိုင်ငံများအဖွဲ့ ASEAN ကရောကုလသမဂ္ဂလုံခြုံရေးကောင်စီကရောထောက်ခံတဲ့နော်အပြစ်ခတ်ရဆေးအစီအစဉ်ဖြစ်ရပြီးအဲ့ဒီအပြစ်ခတ်ရဆေးအစီအစဉ်ကို အာဆီယံနဲ့ကုလသမဂ္ဂလူမျိုးရေးကောင်စီကကြီးကြပ်ပြီးတော့အကောင့်ထယ်ဖို့ရအောင်နော်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အာဆီယံဒေသမှာလုံးဝအသက်ပဲကိုကြောက်ပါဒါမျိုးသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်ဒါကိုလည်းပဲသူတို့ကချက်ပြထားတယ်လုပ်ပါဆိုတဲ့အတွင်းပါနောက်တစ်ခုကဘာလဲဆိုတော့ဒီမြမအရေးတက်ဆိုင်သူများပေါ့လေတက်ဆိုင်သူများအဓိကတက်ဆိုင်သူများပေါ့အဲ့ဒီထဲမှာဟလာမြို့သားညညရေးဆိုတဲ့ NUG မြို့သားညညရေးတာဝန်ခံကောင်စီ NUCC ပြည်တော်စုတို့ကပုံစံပြုကော်မတီ CRPH ပြီးတော့ဟလာဒိုင်းနာလူမျိုးစုဒေါ်လာရေးဖွဲ့စည်းဤအောင်တွေပြီးတော့အတိုင်းအမြန်ကောင်စီတွေဖက်ဒရယ်ယူနစ်တွေလူနည်းစုအစုအဖွဲ့တွေပြီးတော့ရပ်ဖက်လူမျိုးအဖွဲ့အစည်းတွေအပြင်เนาะဒီအခုပြောခဲ့တဲ့ဟာတွေကအခုပြောခဲ့တဲ့ကောင်စီတွေအကုန်လုံးကကျွန်တော်တို့ပြီးခဲ့တဲ့ရက်တုန်းကမြန်မာရေးသက်ဆိုင်သူများပါအားလုံးဆိုတဲ့ခေတ်မှာဒါဒီဒီအဖွဲ့အစည်းတွေအကုန်လုံးပါတယ်ဒီအဖွဲ့အစည်းတွေအပြင်မြန်မာနိုင်ငံရဲ့အိန္ဒိယချင်းနိုင်ငံတွေဆိုတော့တရုတ်တို့အိန္ဒိယတို့ပါတာပေါ့ဗျာ မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာနိုင်ငံတွေပြီးတော့ကုလသမဂ္ဂအေဂျင်စီတွေအားလုံးနဲ့ပေါင်းပြီးတော့မြန်မာလူထုလိုအပ်နေတဲ့မြန်မာလူထုအတွက်ဒုသာစာနာမှုအကူအညီတွေထိရောက်ရောက်ပေးနိုင်ဖို့ပေါင်းစပ်ညှိနှိုင်းမှုတွေကိုတိုးချဲ့ပြီးတော့လှုပ်ဆောင်ပါတဲ့ဒါလူသားစာနာမှုအကူအညီအပိုင်းနောက်တစ်ချက်ကပါလဲဆိုတော့ဒီတက်ဆိုင်သူများအားလုံးပါဝင်တဲ့စီးပွေးဆိုပြီးကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကပြောခဲ့တဲ့စီးပွေးတွေမလေးရှားမှာလုပ်တဲ့စီးပွေးတွေရှေ့ပိုင်းကကျွန်တော်ပြောသွားတဲ့စီးပွေးတွေ အဲ့ဒီစီဝရီကနေပြီးထပ်ဆင့်တိုးချဲ့တာပေါ့ဗျာဒီစီဝရီကိုပို့ပြီးတော့အားဖြည့်တာအဲ့လိုအားဖြည့်တဲ့အနေနဲ့ဒီခုနကတော့အပေါ်မှာပြောခဲ့တယ်မြမရေးသက်ဆိုင်သူများဆိုတဲ့အဖွဲ့အစည်းတွေပေါ့နော်ဟလာဒီအဖွဲ့အစည်းတွေအနေနဲ့ Federal Democracy အခြေခံဥပဒေအသစ် Federal Democracy အခြေခံဥပဒေအသစ်ရေးဆွဲဖို့ဆွေးနွေးညှိနှိုင်းတာပါထောက်ခံပံ့ပိုးရေးအတွက် တရားဝင်အာဆီယံပလက်ဖောင်းတစ်ခုကိုဖန်တီးပါတဲ့နော်ဒါလည်းပဲစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲအဲ့တော့ဒီနေရာမှာတော့သူကအဓိကသတ်မှတ်ချက်တစ်ခုရှိတယ်အဲ့ဒီသတ်မှတ်ချက်ကဘာလဲဆိုတော့မင်းအွန်လိုင်းတို့ရဲ့အကြံဖက်စစ်တပ်တီးနော်ဘယ်လိုပုံစံမျိုးပဲပြောင်းသွားပြောင်းသွားဘယ်လိုပဲခေါ်ခေါ်ပေါ့ဗျာနော်စစ်တပ်ကိုပြောင်းလဲဖွဲ့စည်းလို့ဘလို့ပုံစံမျိုးပဲပြောင်းသွားပြောင်းသွားဘလို့ပဲခော့ခော့စစ်တပ်ဒီမိုကရေစီနိဒာတွေကောက်တင်ထောက်ထားတဲ့အစိုးရနဲ့ လွတ်တော်ရဲ့အထင်းအကွအောက်မှာရှိရမယ်။တဘောကအယတ္တာအထင်းအကွအပေါ်မှာမရှိရအောင်အယတ္တာအထင်းအကွအောက်မှာရှိရမယ်။နော်ဒီမိုကရေစီမိကြရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဒီမိုကရေစီမိကြရွေးကောက်တင်မြှောက်ထားတဲ့လွတ်တော်ရဲ့အထင်းအကွအောက်မှာရှိရမယ်။ဒါကသူကအဓိကသတ်မှတ်ချက်တစ်ခုအနေနဲ့ထည့်ထားတာ။ဒါအောင်လည်းလုတ်ပါတောင်းဆိုထားတယ်။နောက်တစ်ခုကကျတော့ရေးယူတဲ့အပိုင်းဟလာမြောက်နိုင်တို့ဂျမ်မစီအုပ်စုအနေနဲ့ ဒီအာဆီယံထိပ်သီးအစည်းအဝေးမှာအခုလိုဘာပြောရလဲချက်မှတ်လိုက်တယ်မျိုးကောက်ပဲနဲ့ပတ်သက်ပြီးတော့ဟာလာသဘောထားတွေပြောလိုက်တယ်တောင်းဆိုလိုက်တယ်ဒါတွေဆုံးဖြတ်ချက်တွေကိုမလိုက်နာဘူးနောက်တစ်ခုကအရက်သားတွေကိုတိုက်ခိုက်နေတာတွေမရက်ဘူးနောက်တစ်ခုကနိုင်ငံရေးအကျဉ်းသားတွေကိုမလွတ်ဘူးနောက်တစ်ခုကလူသားစာနာမှုအကူအညီတွေကိုဆက်ပြီးတော့အခုလိုပြောဖို့ဗျာထိန်းထားတာပေါ့မပေးဘဲနဲ့ယူထားတာပေါ့ချုပ်ထားတာပေါ့မချုပ်ကင်ထားတာပေါ့ ပြီးတော့သူတို့ကိုဂျိုးတွေလက်ပတ်ပြီးတော့သုံးတာပေါ့ဒါမျိုးတွေကိုဆက်လုပ်နေမယ်ဆိုရင်ဒီစစ်အုပ်စုတရားဝင်မှုမရှိအောင်လုပ်အရေးယူတယ်အစ်စ်လိုက်အစ်စ်လိုက်အရေးယူစစ်အုပ်စုနောက်ထပ်အစ်စ်လိုက်အစ်စ်လိုက်အရေးယူဆိုပြီးတော့လည်းပဲဒီတောင်းစုချက်ထဲမှာထုတ်ပြန်ချက်ထဲမှာထည့်ပြီးတော့တောင်းစုထားတယ်နောက်တစ်ချက်အစိုးချက်လိုပဲဆိုကြပါဦးဒါကတော့ဘာလဲဆိုတော့မြန်မာနိုင်ငံတွင်းမှာကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေ ဒီကျူးလွန်တာရဲ့ရာဇဝမှုတွေဆိုတဲ့နေရာမှာတော့သူကစေအုပ်စုကျူးလွန်နာတို့ဟလာတော်လိုင်းတပ်ဖွဲ့တွေဘက်ကကျူးလွန်တယ်လို့ဆိုတော့ဒါတို့တော့ခွဲခြားပြောမထားဘူးမန္တလေးမြို့မှာကျူးလွန်တဲ့ရာဇဝမှုတွေဘလို့ရာဇဝမှုလဲဆိုတော့နိုင်ငံတကာရာဇဝမှုတွေလို့သူကခေါင်းစဉ်တက်တယ်ဒီရာဇဝမှုတွေတရားမျှတမှုရအောင်လို့ပို့အဲ့လိုတရားမျှတမှုရအောင်လုပ်တဲ့နေရာမှာမြန်မာနိုင်ငံတွင်းနဲ့နိုင်ငံတကာဥပဒေကြောင်းရတရားခုံရုံးတွေเนาะကျွန်တော်တို့ universal jurisdiction jurisdiction ဆိုတာရှိတယ် လာနိုင်ငံတစ်ခုမှကျူးလွန်တဲ့နိုင်ငံတကာယာစွန့်မှုကိုဘယ်နိုင်ငံမှမဆိုတရားစွဲလို့ရတဲ့ဥပဒေကြောင့်ပေါ့ဒီလိုမျိုးအရင်ကိုရန်ရဲတွေကိုအာဆီယံအနေနဲ့အားပေးပံ့ဖို့ကူညီဖို့ဆိုတာပါတယ်ဒါကောင်ဆုံးချက်တောင်းဆိုချက်တွေကြည့်လိုက်ရင်ကိုကြောင့်မောင်ရင်တိတ်ကောင်းတဲ့တောင်းဆိုချက်တွေပေါ့ဒါမျိုးဒါမျိုးတွေပေါ့အဲ့တော့အချုပ်အားဖြင့်ဆိုရင်သူကဘာပြောထားသလဲဆိုတော့ဒီထုတ်ပြန်ချက်မှာနှစ်ပေါင်းများစွာမအောင်မြင်ခဲ့တဲ့နော်မအောင်မြင်ခဲ့တာမအောင်မြင်ထိခဲ့တာကြာဆုံးခဲ့တာမြန်မာလူမှုပေါ်မှာကြာဆုံးခဲ့တာအာဆီယံအနေနဲ့ ဒါတွေကိုပြန်လည်ပြင်ဆင်နိုင်ရေးမျော်လင့်ချက်တစ်ခုအတွက်အခုချက်ချင်းအရေးယူလို့ဆောင်ပါအဲ့ဒီလိုမှမလုပ်ဘူးဆိုရင်တော့မြန်မာလူမှုအာဆီယံဘယ်လိုမျက်နှာ ပြမလဲတဲ့သူကမိကုန်းလေးနဲ့အဆုံးတတ်တာလှတယ်နော်မြန်မာလူမှုအာဆီယံဘယ်လိုမျက်နှာပြမလဲတဲ့ဒီလိုပဲပြမှာပေါ့ဗျာအဲ့တော့ကိုကြောင့်မောင်ရင် ုနကျွန်တော်ပြောသလိုပေါ့လေလာဒီမှာတို့ထုတ်ပြန်ချက်ထဲမှာပါသလိုเนาะဒီ58ကျွန်မအာဆီယံထိပ်သီးအစုမှာမြန်မာနိုင်ငံတွေအတူတူထောင်ချောက်လေးစီပြီးကောက်ကွက်နဲ့ပတ်သက်ပြီးတော့ပြက်ပြက်တာတာတို့နောက်ဆုံးတော့ရလက်ထွက်လာရင်တော့မအားရလက်ကိုလက်မခံဘူးကြိုပြောဆိုပြီးတော့အဲ့လိုမျိုးပဲတောင်းဆိုထားတယ်ဒါမျိုးတွေဖြစ်လာမလားပြီးတော့တောင်းဆိုထားသလိုမျိုးမြန်မာအရေးနဲ့ပတ်သက်ပြီးတော့တကယ်မဟာဗျူဟာအစ်စ်လုံးဝပြည့်ပြည့်စုံတဲ့နော်နောက်ဆုံးထိထွက်တဲ့လမ်းကြောင်းကိုရောက်စီနိုင်တဲ့မဟာဗျူဟာအစ်စ်ဒီထိပ်သီးစည်းဝါးကနေထွက်လာမလား လာရင်ကောင်းပါတယ်ဆိုတော့တိတ်ကောင်းတာပေါ့ဗျာနော်ကျွန်တော်ရိုးတတပုံမှန်လေးလေးပြောရရင်ဒီထဲမှာတောင်းဆိုတာတွေကတချို့ဟာတွေဖြစ်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းပဲဒီလေအတိုင်းတော့မဟုတ်ပါဘူးနော်ဒီဒီဒီပင်အားအတိုင်းတော့မဖြစ်နိုင်ပါဘူးလေပြော့နိုင်ပါတယ်ဟလာခပ်ပြော့ပြော့ပဲဖြစ်ချင်းလည်းဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ကိုကြောင့်မောင်ဒီဒီအာဆီယံနဲ့မြန်မာအရေးဆိုပေမဲ့လည်းပဲတစ်ဖက်မှာပထဝီနိုင်ငံရေးရှိကြည့်ဒီပထဝီနိုင်ငံရေးမှာအဓိကဇက်ကောင်ကြီးတွေရှိတယ် အထူးသဖြင့်တော့တရုတ်အိန္ဒိယဒီတဲ့တိုင်းပဲတရုတ်နိုင်ငံရဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတချို့အပေါ်မှာဩဇာပြုမှုကလည်းအမှန်ကြီးမားတယ်မြန်မာစစ်အုပ်စုအပါအဝင်နိုင်ငံမျိုးစစ်အုပ်စုအပါအဝင်နော်တရုတ်နိုင်ငံရဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတချို့ပေါ်ဩဇာပြုမှုကကြီးမားတယ်ဆိုတော့တရုတ်ကရောဘယ်လိုခြေလှမ်းမလဲကျွန်တော်တို့မသိနိုင်သေးဘူးအဲ့မတေးကြတာတခုကတော့ကိုကျော်မောင်ခုနပြောသလိုပေါ့နော်အဲ့မြန်မာနိုင်ငံမှာတနေငံလို့ပြီးခက်ရက်စဲကြီးလုပ်ဖို့အတွက်ကိုဟဲ့လား ဒီ ASEAN နဲ့ကုလသမဂ္ဂလူမျိုးရေးကောင်စီကကြီးကြပ်ပြီးတော့စောင့်ကြည့်တာတို့เนาะသူတို့ကိုယ်တိုင်ကကြီးကြပ်ပြီးတော့အကောင့်ထဲပေါ်တာတို့ဒါမျိုးကတော့ကျွန်တော်တို့ရောက်တဲ့သဘောကတရုတ်ကသဘောတူလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးเนาะအဲ့တော့ထုံပြောရအောင်ကိုကြောင့်မောင်ရင်ဒီအတိုင်းအားလုံးဖြစ်လာမယ်လို့မထင်ဘူးပေါ့ဘာကြောင့်လဲဆိုတော့ ASEAN မှာ ASEAN တစ်ဖွဲ့လုံးနေတယ်ကျွန်တော်အများအားဖြင့်ပြောပါတယ်တစ်ဖွဲ့ ASEAN ဘောက်နိုင်ငံတွေထဲမှာတစ်ဖွဲ့ချင်းစီကြီးじゃ အခိုင်အမာရှိရင်တော့မှအာဆီယံအဖွဲ့ပေါင်းလိုက်ပြီဆိုတဲ့ခါကျရင်ပြော့သွားရယ်အာဆီယံတစ်ဖွဲ့လုံးနေနဲ့ဒီလောက်ထိလုတ်ဖို့နိုင်ငံကြီးအကျစိတ်ဆန္ဒ political will ကျွန်တော်တို့မကြာခဏပြောရဲစကလုံးနိုင်ငံကြီးအကျစိတ်ဆန္ဒခိုင်ခိုင်မာမာရှိလိမ့်မယ်လို့ကျွန်တော်တော့မယူဆပါဘူးကိုကျော်မောင်ကြီးဟုတ်ကဲ့ပါကုကျော်သိန်းကုကျော်သိန်းဒါရှင်းပြသွားတဲ့အတိုင်းပေါ့လေဒီတောင်းဆိုချက်တွေဒီတိုင်းတွန်းချက်ချက်တွေအရကေဟို ကောင်းပါကောင်းမွန်တဲ့တိုက်တွန်းတိုက်တွန်းချက်တွေပါကယ်လည်းပြတ်သားတဲ့တိုက်တွန်းချက်တွေပေါ့လေပြောဆိုချက်တွေဒါပေမဲ့လည်းဒီဘက်မှာအာဆီယံအနေနဲ့ဒါတွေကိုအကောင့်တဲ့ပေါ်လှုပ်ဆောင်မယ်ဆိုတဲ့အပိုင်းကတော့ဒါဟိုကျွန်တော်လည်းဒီလိုဖြစ်နိုင်ချေနည်းတယ်လို့ပဲကျွန်တော်လည်းယူဆပါရတယ်။အဲ့တော့ဒီ ASEAN နဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်နောက်ထပ်ထပ်ပြီးဆွေးနွေးမယ့်အကြောင်းအရာလေးကိုသွားလိုက်ရအောင်ပါ။ Sorry အကြောင်းအရာပါလဲဆိုတော့ဒီဒီ ASEAN လက်ချက်ဥက္ကဋ္ဌဒီမလေးရှားနိုင်ငံရဲ့ဝင်ကြီးနယ်ပဲဆက်ဆက်တယ်ပေါ့လေ။သူပြောတာနဲ့ပဲဆက်ဆက်ပါတယ်။ကျွန်တော်တို့ဒါဒီမြန်မာနိုင်ငံမှာဒီစစ်တပ်ကလုပ်မယ်ဒီအထူးရောင်ရွေးကောက်ပွဲကိုဒါ အာဆီယံကုသလေတွေအာဆီယံနဲ့ဒီလေးတာစောင့်ကြည့်ဖို့ကိုစိတ်လွတ်မလွတ်ဆိုတာကိုဒါဟိုသူတို့ဆွေးနွေးမယ်ဆွေးနွေးဆုံးဖြတ်မယ်ဆိုတဲ့တဲ့တင်တွေ့လိုက်ရတယ်ဗောလေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းဆက်ပြီးဆွေးနွေးပေးပါအောင်ခင်ဗျာဒီတဲ့ကပုံမှန်တိုင်းပြောရင်တော့တိတ်ပြီးလားဟိုထူးခြားတာဖြစ်မဲ့တဲ့လေးမျိုးမဟုတ်ပါဘူးဒါပေမဲ့ဘာကထူးခြားသွားတယ်လဲဆိုတော့ဟလာမလေးရှားနိုင်ငံတိုင်းဝင်ကြီးနဲ့တွေ့ပြီးတော့မယောင်လိုင်းတို့ကမူးစုတို့ပဲ ထုတ်ပန်ချက်ထုတ်တာပါဆီယန်ကသူတို့ရေပေါ်ပဲကိုလိလာသူတွေလွတ်မယ်လေရှားနိုင်ငံတိုင်းဝင်ကြီးကတက်တက်ကြွကြပြောသွားတယ်ဘာနာနဲ့ဆိုတော့မလေးရှားအမှတ်တရစာစာရီထုတ်ပြီးတော့မလေးရှားစရောက်ကိုတောင်းဆိုသွားတယ်ဒါနဲ့ပတ်သက်ပြီးရှင်းမှလင်းမှဆိုပြီးတော့အဲ့တော့အခုမလေးရှားနိုင်ငံတိုင်းဝင်ကြီးကတေတီချာချာမလေးရှားနိုင်ငံတိုင်းဌာနကထုတ်ပန်ချက်နဲ့ပြောလိုက်တော့မဲအွန်လိုင်းတို့ဗျာခင်ဗျာရှိရပုံနောက်ကပေါ်အချက်မရှိအလိန်လေးအကုန်ကွက်အချက်ကတော့ဒီကောင်တလုံးမရှိပါဘူးဟိုဒီရရဲ့နောက်ဆက်တွဲပေါ့ဗျာအဲ့တော့အဓိကအချက်ကလည်းဒီဒေလာသူလွှတ်ရင်းမလွှတ်ရင်းကိစ္စပဲဆိုတော့မလေးရှားနိုင်ငံတိုင်းဝန်ကြီးကတန်တမန်စကားပြောတာ ဘာတန်တန်စကားလဲဆိုတော့ तू ကဒရင်နောက်တွေကိုပြောတဲ့အခါပါဟလာအာဆီယံတစ်ဖွဲ့လုံးကိုစားရက်တည်ပြီးတော့ကိုစားပြုတ်ပြီးတော့ तू အာဒီကောက်ပွဲကိုတော့ကျွန်တော်တို့ကဟလာအာဆီယံနေနဲ့လိလဆောင်လိလသူတွေလွတ်မှာမဟုတ်ဘူးလို့သူကြီးပြပြော तू ပြောတာကဒါနဲ့ပတ်သက်ပြီးတော့ तू အာဆီယံဖုံးမြေနိုင်ငံတွေကိုကြောင်းကြားထားတယ် तू ကသွားတာမြန်မာနိုင်ငံကိုသွားတာမြန်မာနိုင်ငံနဲ့သွားတွေ့တာကအာဆီယံဥက္ကဋ္ဌအဖွဲ့နိုင်ငံတွေနဲ့သွားတွေ့တာ အာဆီယံဥပဒေထိုင်နိုင်ငံကနိုင်ငံတိုင်းဝန်ကြီးနဲ့တွေ့တာမလေးရှားနိုင်ငံသားမလေးရှားအစိုးရရဲ့နိုင်ငံတိုင်းဝန်ကြီးအနေနဲ့တွေ့တာမဟုတ်ဘူးသူတာဝန်ကတော့မလေးရှားနိုင်ငံတိုင်းဝန်ကြီးဖြစ်နေတာတွားတွေ့တာကအာဆီယံအလှကျဥပဒေထိုင်နိုင်ငံရဲ့နိုင်ငံတိုင်းဝန်ကြီးနဲ့တွေ့တာအဲ့တော့ဒါသူအာဆီယံကိုကိုစားပြုသူပြောတာဒီအာဆီယံကိုကိုစားပြုနော်သူလုံးမှဒီအာဆီယံကိုကိုစားပြုဒီလိုယူရတယ်အဲ့တော့သူပြောတာကသူကမလွတ်ဘူးလို့သူရှိတိတယ်မပြောဘူးဒီကိစ္စကိုအာဆီယံနိုင်ငံအားလုံးကိုအကြောင်းကြားထားတယ်ဒါအာဆီယံနိုင်ငံဒီဒီမင်းအွန်လိုင်းတို့က မြန်မာပြည်တော့နက်နက်တက်နေတာလေဗျာဒီလိုမျိုးအာဆီယံကဒါခမရလီလာသူတွေလွတ်လိုက်လို့ကတော့လက်ကမောင်းထပ်ခတ်နေမှာပေါ့အေးငါတို့ရုပ်ပေါ်ပေါ်ကိုနိုင်ငံတကာအသိပံ့ပြီးတွေ့လာအာဆီယံကလီလာသူတွေလာတယ်ဗျာညာရောချမှာရောချိတ်မှာမြန်မာပြည်တော့နက်နက်တက်လိုချင်နေတာအဲ့တော့လီချန်နိုင်ငံကဥက္ကဋ္ဌတက်တက်သားသားကြီးလုံးဝမလွတ်ပါဘူးသူပြောတော့မဟုတ်အာဆီယံနိုင်ငံတီးတီးကိုပို့ထားတယ်ဒီကိစ္စဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လာမယ်အလား25 26မှာလုံးပဲအာဆီယံနိုင်ငံတိုင်းဝန်ကြီးများအစည်းအဝေးနဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေမှာဒီကိစ္စကိုဆွေးနွေးကြမယ် လို့ပြောတယ်ဒါကထုတ်ပြန်ချက်ထဲမှာလည်းပါတယ်ဒါပေမဲ့တည်နေမှာနောက်ထပ်ပါတာမလေးရှားကလာတဲ့တည်နေမှာနောက်ထပ်ပါတာကမလေးရှားနိုင်ငံရဲ့ဝန်ကြီးကပြောတာကသူ့အနေနဲ့ကတော့အာဆီယံထဲမှာအဲ့လိုလေးလာသူလွတ်ဖို့သဘောတူလိမ့်မယ်မထင်ဘူးလို့သူကပြောထားတာသူ့အနေနဲ့ကတော့အာဆီယံဖွဲ့တည်ဒီကိစ္စကိုသဘောတူလိမ့်မယ်မထင်ဘူးလို့ပြောထားတာအဲ့တော့ကျွန်တော်တို့တွေ့ရတဲ့တည်နေအများစုမှာတော့မလွတ်ဘူးလို့ပြောတာပေါ့ဗျာဒါပေမဲ့ သဘောမတူဘူးဆိုတော့တဏ္ဍာန်စကားပဲလေဗျာပြောရရင်တော့ဒါတို့ဖို့လာလာမရှိဘူးဆိုတဲ့အနေပဲကျွန်တော်တို့ပြောလို့တော့ရတယ်ဗျာနော်အဲ့တော့ပြောရတော့ဗျာနက်နက်တက်လူချင်းနေတဲ့မေအောင်လိုင်းတို့အမိကိုရိုက်မိမိအမိလိန်ချိုးလိုက်တာပေါ့ဂိမ်းဂိမ်းဆိုអော်သွားတာပဲဒါပဲဗျာနော်နော်ဟိုမဟုတ်ကဟုတ်ကတွေနဲ့မပြောတဲ့ဟာတွေကိုပြောပါတယ်ဆိုပြီးတော့လိန်ပြီးတော့ထုတ်ပြန်ချက်တွေထုတ်တယ်နော်အခုရှင်းလိုက်တဲ့အခါကျတော့ဘာသာမှမထွက်တော့ပိတ်နေတော့မပိတ်လို့လည်းမရအောင်အဲ့တော့ ခုနတုန်းကရှေ့မှာကျွန်တော်တို့ပြောခဲ့တဲ့လေဆာနိုင်ငံကြီးဝန်ကြီးဟောင်းတိုင်းနိုင်ငံကြီးဝန်ကြီးဟောင်းအပါအဝင်ပေါ့လေ NL လို့ဒီ SCCM ကဒီ SCCM တည်ထောင်သူတွေနဲ့ဟလာဖိလစ်ပိုင်ကအော်ဒီတော်မန်နဲ့ထုတ်ပူးတွက်ထုတ်တဲ့တောင်းပြန်ထုတ်ပြန်ချက်တောင်းဆိုချက်တွေမှာမလေးရှားနိုင်ငံကြီးဝန်ကြီးနဲ့မြန်အောင်လိုင်းနဲ့တွေ့တုန်းကမလေးရှားနိုင်ငံကြီးရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့သူ့အောင်ရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့မလေးရှားနိုင်ငံကြီးဝန်ကြီးပြောတယ်ပျံကောက်ထားတယ်ပျံကောက်ထားတယ်ရှိတယ်ကျွန်တော်ကဒီပိုင်းကြမှာပြောမလို့အဲ့ဒါကိုခြံထားတာနော်မလေးရှားနိုင်ငံကြီးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ လေးရှားနိုင်ငံသားကြီးဝင်ကြီးသည်မင်းအွန်လိုင်းကရွေးကောက်ပွဲကိစ္စပြောတဲ့အချိန်မှာဒါနဲ့ပတ်သက်ပြီးတော့သူပြန်ပြောခဲ့တာဒါပါလဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်ဒီလွတ်လပ်တဲ့တရားမျှတတဲ့ပွင့်လင်းမြင်သာမှုရှိတဲ့ယုံကြည်ကိုးစားလောက်တဲ့လုပ်ငန်းစဉ်မျိုးဖြစ်ရလွတ်လပ်တဲ့တရားမျှတတဲ့ပွင့်လင်းမြင်သာမှုရှိတဲ့ယုံကြည်ကိုးစားလောက်တဲ့လုပ်ငန်းစဉ်မျိုးဖြစ်ရရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်မှာ ကျင်းပရနိုင်ငံရေးပါတီအားလုံးတက်ဆိုင်သူအားလုံးပါရမယ်ချင်းချင်းလေးကိုကြောက်ပါဦးနာမည်တွေထုတ်ပြောပြီးမယ်နိုင်ငံရေးပါတီအားလုံးဆိုတဲ့အထက်မှာအဓိကပါတီကြီးဖြစ်တဲ့နောက်20ရွေးကောက်ပွဲကိုတက်ပြတ်သားသားအနိုင်ရထားတဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဒါအဓိကရည်ညွှန်းတာပဲဗျတက်ဆိုင်သူအားလုံးဆိုတာပါလက်ရှိမင်းအွန်လိုင်းတို့ဖမ်းထားတဲ့ဒေယောင်းနေမှမသိတဲ့ဂျမအေးဘလူးရှိမှမသိတဲ့နိုင်ငံတော်အတိုင်းအမြံပုံကူ ဒေါန်ဆန်းစုကြည်ကိုညှိနှိုးနေဆိုတာရှင်းတယ်ဒါနံပါတ်၄သူထည့်ထုတ်ပြီးတော့ဒီကြကြပြောတာဒီချက်တွေပါကျွန်တော်ပြန်ပြောပြမယ်မလီဆာနိုင်ငံကြီးဝန်ကြီးကဒီမင်းအောင်နိုင်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့စကားကဒီရွေးကောက်ပွဲလုပ်ငန်းစဉ်ဒီလွတ်လပ်တဲ့တရားမျှတတဲ့ပွင့်လင်းမြင်သာမှုရှိတဲ့ယုံကြည်ကိုးစားရတဲ့လုပ်ငန်းစဉ်ဖြစ်ရအောင်နိုင်ငံတော်မှာကျင်းပရမယ်ရွေးကောက်ပွဲလို့ ီတော့နိုင်ငံရေးပါတီအားလုံးသက်ဆိုင်သူအားလုံးပါရမယ်ဒါသူပြောခဲ့တဲ့ချက်တွေအဲ့ဒီအချက်တွေမေအောင်လုပ်ပန်ချက်တွေမှာပါမမပါတာဗျာအဲ့တော့မပြောတာတွေကိုပြောတယ်ဆိုပြီးတော့ထုတ်တယ်ပြောတာတွေကထက်မထုတ်ဘူးနော်လိန်နဲ့ပြင်ဖုံးနေတယ်နော်ဒီစစ်တပ်ကဒီဒီအကြမ်းဖက်စစ်တပ်ရဲ့အများနဲ့လုံနေကြလုံလုံရက်အခုမလေးရှားနိုင်ငံသားဝင်ကြီးဒီတူရောင်ရုပ်ောက်ပေါ်နဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်ဆိုတဲ့အချက်တွေကျွန်တော်တို့လက်ရှိမြင်နေရတာပဲဘာမှမရှိဘူးလေဗျာလွတ်လပ်မှုမရှိဘူးတရားမျှတမှုမရှိဘူးပွင့်လင်းမြင်သာမှုမရှိဘူးယုံကြည်ကိုးစားမှု0 minus 3ညအနှုတ်เนาะနိုင်ငံတော်ကမဘလို့မှမကျင်းပနိုင်ဘူးဒါလည်းပဲရှင်းရှင်းပေါ်နေပြီးသားနိုင်ငံပါတီအားလုံးမပါဘူးတက်ဆိုင်စကားလုံးမပါဘူးဒီအချက်တွေတစ်ချက်နဲ့မှမပြည့်စုံတဲ့ဈေးကောက်ွယ်အဲ့တော့ခုနဟလာပေါ်ကပြောခဲ့တဲ့ SCCM အဖွဲ့ဝင်တွေနဲ့နိုင်ငံတိုင်းဝန်ကြီးကောင်းတွေတို့ပြန်ကြတဲ့မှာဒါကိုပြန်ထောက်ထားတာပြန်ထောက်ထားပြီးတော့ဒီအရေးကရှင်းနေတယ် မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးပြောထားတဲ့ဒီချက်ဒီချက်တွေဒီရွေးကောက်ခွင့်နဲ့လာလာမှမသက်ဆိုင်ဘူးဒါကြောင့်မို့ဒီရွေးကောက်ခွင့်ကမြန်မာချက်တဲ့ကိုပြေရှင်းနိုင်ဘူးဆိုပြီးတော့ပြောထားတဲ့ချက်ပါတယ်ဒါတော့ချိန်ထားတာကျွန်တော်နော်အဲ့တော့ပေါ်ရောပြတ်သွားရင်ကိုကိုကျော်မောင်တကယ်တကယ်ပြောရင်နော်မြောက်လိုင်းကိုပဲပြောမြောက်လိုင်းတို့ကိုပဲပြောရပါမယ်မြို့အာဆီယံကမြို့ရွေးကောက်ခွင့်မြို့ရဲ့တူးကြောင်ထောင်ကြောင်လေးစင်ရွေးကောက်ခွင့်ကိုလေးလာတဲ့လူတွေလွတ်စေခြင်းနဲ့မြို့ဆူတောင်းလေဆူတောင်းညာညာဘုရားရှိခိုးမှာပင်ပူးလုံးတောင်ဆူတောင်းလို့ပဲပြောရမယ်ကိုကျော်မောင် ဟုတ်ကဲ့ပါကုကြောသိရင်ဒါအာဆီဒါအာဆီယံအနေနဲ့လည်းပေါ့လေဆိုတော့ဒီမြန်မာအရေးနဲ့ပတ်သက်လာရင်သူတို့လှုပ်ဆောင်မှုတွေကဟိုထိတိယရောမရှိဘူးသူတို့ဒီချမှတ်ခဲ့တဲ့ဒီပုံသဘောထား၅ရက်ဆိုတာလည်းဒါလက်တွေ့အကောင်လည်းမဖော်နိုင်တဲ့အခြေအနေမှာတော့ဒီလိုရွေးကောက်ပွဲလို့ဒီလိုတူရောင်ရွေးကောက်ပွဲလို့မှဒီထောက်ခံတဲ့သဘောမျိုးလေးလာဆောင်ကြည့်ရလို့စေလွတ်တာမျိုးလုပ်ပြီးတော့သူတို့လည်းဒီဓာတ်ခေါရလက်ဝင်ရှုမယ်လို့ကျွန်တော်လည်းမထင်ပါဘူးပေါ့လေဆိုတော့ဒါလည်းသူတို့အတွက်ပါ ဟိုတပါးတဲ့သူတို့ပြောဆိုခံတမိုက်တိခံဖြစ်မဲ့အခြေအနေပါဆိုတော့ကျွန်တော်လည်းဒီလိုပဲမြင်ပါတယ်ဆိုတော့ကျွန်တော်ဒီနောက်ထပ်ဒီဆွေးနွေးမယ့်အကြောင်းအရာတွေတခုသွားလိုက်အောင်ပါနောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါဒီဒီစစ်တပ်ကနေပေါ့လေသူဒါစစ်တပ်ကိုဒါဟိုဟာဖြစ်တဲ့စစ်တပ်ထောက်တိုင်ကြီးလိုပဲပြောလို့ရရတာ BGF ဆိုနောက်တကာ KNU KNL PC ပေါ့ဒီလိုဖွဲ့စည်းတွေပေါ့ဒီလိုဖွဲ့စည်းတွေရဲ့ဒီဂိတ်တွေကိုပေါ့နော်ဒီတောင်းရင်မြေကန်ဘေးနာကဂိတ်တွေကိုဒါဝင်ရောက်စစ်ဆေးရဲ့ဆိုတဲ့တဲ့င်းနဲ့ကျွန်တော်တို့တွေးလိုက်ပါတယ် ဆိုတော့ဒီသတင်းပေါ်မှာလည်းကိုကျော်သိန်းဆက်ဆက်ပြီးတော့ဆွေးနွေးပေးပါဦးခင်ဗျာမန်းတော့မန်းတော့ကိုကျော်မောင်ကြီးတိတ်ကြီးစမ်းလာတဲ့သတင်းပြတော့မဟုတ်ပါဘူးဒါပေမဲ့ခြေနေကိုကျွန်တော်တို့ပြောဖို့လိုတယ်နော်ဒါကိုတည်ထားဖို့လိုတယ်ဖြစ်တာပါလဲဆိုတော့ဒီဒီတောင်ရင်မြကံပေးတောင်ရင်မြကံပေးဆိုတော့မဲမြောက်ဝတီပေါ့ဗျာနော်မြောက်ဝတီတောင်ရင်မြကံပေးတလျှောက်ပေါ့တော့မြောက်ပြီဆိုတော့ဒါထိုင်းနိုင်ငံဘက်ကဆိုရင်မဲဆောက်ပေါ့နော်မဲဆောက်ထိုင်းနိုင်ငံဘက်မှာမဲဆောက်မြန်မာဘက်မှာမြောက်ဝတီ တော့ဒီဟာကထိုင်းနဲ့မြန်မာကြားမှာကူးလူဆက်ဆံနေတဲ့ကူးလူသွားလာနေတဲ့ကူးတန်းသွားလာနေတဲ့နေရာချစ်ကြည်တရာချစ်ကြည်တရာလေးပဲရှိတယ်။ဖတ်တဲ့တရာဖတ်နေတဲ့တရာဒါအပြင်ကိုသူကမြစ်ကိုဖြတ်ပြီးတော့ကူးကြတဲ့နေရာတွေရှိတယ်။ဒါအိမ်မှာဒီဂိတ်တွေရှိတယ်နော်။ဒီမြောက်ဝီကိုရောက်သွားပြီဆိုရင်မြောက်ဝီထဲမှာဂိတ်တွေရှိတယ်။အဲ့ဒီဂိတ်တွေကိုဘယ်သူတွေကချထားတာလဲဆိုတော့ခုနပြောသွားတဲ့ဟာ KNU KNL Peace Council ဒါစစ်တပ်နဲ့ဘလူးတဲ့အဖွဲ့ပြီးတော့ BGF နေသားနေသားဆောင်စစ်တပ်နဲ့ ဘလူးရဲအဖွဲ့ဂျမ်ဘက်စစ်တပ်နဲ့ဘလူးရဲအဖွဲ့ဒီအဖွဲ့တွေရဲ့ဂိတ်တွေရှိတယ်ပြီးတဲ့အခါကျတော့ကြားဖြန့်ဒီနေ့တဲ့စကလုံးမှာနော်ကြားဖြန့်ရုံတွေရှိတယ်အဲ့ဒီအရွေကိုအကြံပေးစစ်တပ်ရဲ့ပူပေါင်းအဖွဲ့စစ်တပ်တို့ရဲတို့လောက်ဘကတို့အောက်ခွန်တို့ပြောတယ်ပါမှာပေါ့ဗျာ။အဲ့လိုအဖွဲ့တွေဝင်စစ်တယ်တဲ့။ဝင်စစ်တယ်လို့သာပြောတာပါဗျာ။တကယ်ကတော့စစ်တပ်အဆင့်တော့မဟုတ်ပါဘူး။ဝင်လာပြီးတော့လာကြည့်တယ်။အဲ့လိုလာကြည့်ရဆိုတော့လည်းပါလဲဆိုတော့ ဲဒီများတွေကိုတကယ်စိုးပိုင်တာဘယ်သူဆိုတာပြချင်တဲ့သဘောဖြစ်မှာပေါ့ဗျာအဲ့တော့ဒီဒီအဖွဲ့တွေကလည်းပဲဒါ KNU အဖွဲ့တွေပဲဗျာ KNU KNL PC KNU ကနေဖွဲ့ထွက်ထားတဲ့အဖွဲ့ BGF ဒီတိုင်းမင်းဟို JDKB ကနေ BGF ဖြစ်ဒါလည်း KNU ကဖွဲ့ထွက်ထားတဲ့အဖွဲ့ဒီ KNU အဖွဲ့တွေကလည်းပဲဒီနေရာတွေမှာတစ်လုံးကြီးစုလာတာအလဲတွေပဲဗျာနော်အဲ့တော့ဒါမှဆိုတော့လာပေါ့သူတို့ထွက်ပေးထားလိုက်တာပေါ့ရှင်းထားလိုက်တာပေါ့အဲ့တော့လာကြည့်တယ်ပြန်သွားတယ်ပေါ့ဗျာဒါဒါကအဓိကကျွန်တော်ပြောချင်တဲ့အဓိကအချက်မဟုတ်ပါဘူး ဒီနေရာမှာအဓိကပြောချင်တဲ့တစ်ချက်ဓမ္မတစ်ချက်ကဘာလဲဆိုတော့ကြားဖြန့်ယုံတွေရှိတယ်နော်အဲ့ဒီမှာအဲ့ဒီယုံတွေမှာအလားလိန်လေဖျားယောင်းခေါ်ပြီးတော့ချုပ်ပိတ်ထားပြီးတော့လူခိုင်းကြတဲ့နိုင်ငံသားတွေအများကြီးရှိတယ်ပြန်ပို့တာတွေရှိတယ်နော်သူတို့သူတို့ဒီဖွဲ့တွေကိုယ်တိုင်တုံ့ပြန်တာတွေရှိတယ်ဆိုတော့ဒီနေရာမှာကြားဖြန့်ယုံတွေရှိနေတယ်ဆိုတာဒီအကြမ်းဖက်မြောက်လိုင်းတို့အကြမ်းဖက်စစ်တပ်ကိုယ်တိုင်တိဒါနဲ့ပတ်သက်ရင်သူတို့ပါရောပြီးတော့အခုချိန်မှာတာဝန်ရှိပြီဒါဒေသပေါက်ဒါတစ်ချက်ကျွန်တော်ပြောချင်တာ သူတို့ကဘာလဲဆိုတော့အဓိကကအာရှလမ်းမကိုပြန်ဖွင့်ကျင်တယ်။အာရှလမ်းမပွင့်တော့မှဟလာထိုင်းနဲ့ကုသန်းသွားလာရေးကုန်စီကုသန်းရေးဘာညာအဆင်ပြေမယ်။အဲ့လိုအဆင်ပြေတာကလည်းတိုင်းပြည်အတွက်အတူတူပဲမဟုတ်ဘူး။အဲ့ဒီကြမ်းပါတာလည်းသူတို့အတွက်ဂျူးစီဘွားဖြစ်ထွန်းမယ်။ဒါကြောင့်မို့လို့ဒီအာရှလမ်းမပြန်ဖွင့်ဖို့အတွက်ကိုအသေးအပံလုပ်နေတာနော်။အသေးအပံသမှုရှုတို့ကိုလုပ်နေတာ။ဖွင့်နိုင်မှလည်းသူတို့ဂျူးစီဘွားဖြစ်မယ်။ဒါအပြင်ဒီ BGF တို့နော် KNU KNL PC တို့ DGBA တို့ဒီဘွက်တို့ကိုလည်းပဲသူတို့ကသူတို့အတွက်လှုပ်ပေးထားတာကိုပြန်ပြီးတော့ ပေးစားလို့ရသူတို့အတွက်ဂျူးဆောင်ပေးထားတာဟုတ်ဗျအဲ့ဒါကိုသူတို့ပြန်ပြီးတော့ပေးစားလို့ရမယ်ပြန်ပြီးတော့သူကောင်းပြုလို့ရမယ်နော်ဒီဘက်တွေကသူတို့ရဲ့ယူကောက်ဘက်ကဂူမယ်လည်းပြောထားတယ်လေယူကောက်ဘက်ကလည်းပင်းထားတယ်လေဆိုတော့ဒီဘက်စုကြီးကလည်းပေးရမှာလေဆိုတော့ဒါတွေကဒါတွေအတွက်ကြောင့်သူတို့ကဒီအရှလမ်းမကိုဖွင့်တင်တယ်ဆိုတော့ဗျာကိုကြောက်ပါဒီဘက်တွေနော်ခုန GNU KNL PC တို့နော် BGF တို့ DJB တို့ဒီဘက်တွေဒီကရင်လူတို့ကိုမျက်နှာပိုးမဲတုတ်တဲ့အဖွဲ့တွေဗျာ ကရင်ပြည်နယ်နဲ့ကရင်လူထုကိုတက်စာဖောက်တဲ့အဖွဲ့ကိုယ့်ရဲ့ကိုဂျိုးစီပွားအတွက်ကိုပြည်နယ်ကိုလူထုကိုဒီအကြမ်းဖက်စစ်တပ်စီမှာရောင်းစားတဲ့အဖွဲ့လေအဲ့တော့ကြည့်ကြသေးတာပေါ့ဗျာဒီအဖွဲ့လေဘယ်လောက်အထိဆက်ပြီးတော့ကောင်းစားနိုင်မလဲဆိုတာဒါကျွန်တော်ဒီကပြောချင်တဲ့အချက်ပါပဲကိုကျော်ဟုတ်ကဲ့ပါကုကြော်သိဒါဒီကင်းပြီးနဲ့ဒီလိုဒီ data ဒီနေရာတွေမှာဆိုလို့ရှိရင်ဒါ ီမှာတာဝန်ဟိုဖြစ်ထားတယ်အဓိကစိုးမိုးထားတဲ့ဒါ BGF လို့ဖွဲ့စည်းရော BGF ခေါင်းဆောင်တွေဆိုတာတကယ်ကိုငွေရစီတားဖြတ်နေတယ်နာမည်ကျော်ပြီးတော့ဒီကဘာမှာလည်းဒါတွေနဲ့ပတ်သက်ပြီးနာမည်ပြည့်တည်ရှိနေတာပေါ့လေဆိုတော့ဒီလိုအခြေအနေလည်းရှိပါတယ်ဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာကတော့ကျွန်တော်၃ခုရှိသွားပြီဆိုတော့ကျွန်တော်ဆွေးနွေးတဲ့အစီအစဉ်ကိုဒီမှာနေပဲရန်နာကြပါတယ်တ िश ူပေးကြတဲ့ပရိသတ်တွေဒူးချင်းစီကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာကိုကျော်သိန်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ေးဇူးပါကိုကြောက်မောင်နဲ့ VIP ဝိုင်းတော်သားများသူတပြင်းတော့ကြည့်ရှုအားပေးကြတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ဖိနှိပ်မှုမျိုးစုံအကြောက်တရားမျိုးစုံကနေဉာဏ်စုံလျှောက်နိုင်ကြပါစေ။ဘေးရန်ကင်းကြပါစေ။ကျန်းမာကြပါစေဗျာ။